ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီဂျာရက်ဒီမှာဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်ကျွန်တော်က14အဖြစ်ရှင်ပြိုင်ကစားကြမယ်ပေါ့နော်ဒီထဲမှာနျူကာဆင်နဲ့စပါးတို့လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေပါနေပါတယ်အဲဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ကပွဲကြိုသုံးသက်ချက်ကလေးကျွန်တော်လုပ်ကြည့်အောင်ပါပြီးခဲ့တဲ့ပွဲစဉ်73ကိုပြန်ကြည့်ရင်ကျွန်တော်တို့ဒီစပါးကတော့အိမ်ကွင်းမှာ ဒီ Fulham ကို1-2ဆိုတဲ့ရလနဲ့ရှုံးနိုင်ခဲ့တယ်။ဒါပေမဲ့လို့ကျွန်တော်တို့က Newcastle ကတော့1-4ဆိုတဲ့ရလနဲ့ Everton ကိုင်းမှာသွားပြီးတော့အနိုင်ယူပြထားတာ။ဆိုတော့ဒီနေ့တင်းကြားထဲမှာပြီးခဲ့တဲ့တပတ်ပွဲစဉ်ရလက်တီစန့်ကျင်ဘက်တီကျွန်တော်ဖြစ်ခဲ့ကြရတယ်ပေါ့နော်။ဆိုတော့အင်ရှင်အဖြစ် Newcastle ကကစားမှာပါ။ဒီပွဲမှာတော့ PR တီတောက်လျှောက်များနေတဲ့စပါးအအတွက် နောက်ထပ် Imminent ခရင်နဲ့တပွဲကိုသူတို့ကစားရအောင်မြေပေါ့နော်။ဆိုတော့ဧည့်သည်ဖြစ်တဲ့ Thomas Frank ရဲ့အတင်နဲ့စပြီးတော့ကျွန်တော်ပြောရရင် ယာဒီအစတွေမှာဆိုလို့ရှင် တောက်လျှောက်ကောင်းပြခဲ့တာပါ။သောမတ်စရန်နေနဲ့ပိုစီဂိုဂရီရဲ့လက်ထက်မှာပရုံးကားနဲ့မတူညီတဲ့ပွဲစဉ်ချင်းကပ်မှုတွေနဲ့သူအပြောင်းအလဲတွေလုပ်ထားတယ်။ခံစစ်ကြစ်လက်မှုတွေသူပြသထားပြီးတော့တိုက်စစ်ကိုသွားတဲ့နေရာမှာအဲ့လောက်ကြီးဒီ entertain မဖြစ်ပေမဲ့လို့ဒီ set piece တွေဘာတွေကနေတဆင့်သုံးမှတ်တွေဘာတွေရဖို့အတွက်တော့ဒီ အကောင်းဆုံးလုတ်ပြနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်အဲ့တော့ယာဒီစတွေမှာတော်တော်ကောင်းတဲ့ရလက်တွေယူနိုင်ခဲ့တာဒါပေမဲ့လို့ချန်ပီယံစ်လိပွဲစဉ်တွေစကစားတဲ့အချိန်လောက်ကစပြီးတော့စပားဟာကြားထဲမှာတိုင်ပတ်ရတာတွေကျွန်တော်များနေပြီပေါ့အသည့်ခေါ်ရတဲ့ကစားမတွေကလည်းထင်တဲ့လောက်ထိအဝင်ခွင့်ကျဖြစ်မနေသေးသလိုချန်ပီယံစ်လိပွဲစဉ်တွေဘာတွေရောကစားရတာ ਨੇ အင်ဂျူရီပြဿနာတွေတော့လျှောက်ကြုံနေရပြီးတော့ရလက်တွေဟာတော်တော်လေးကိုကျွန်တော်တိုင်ပတ်နေတာပါအဲ့တော့စပားအနေနဲ့အခုဆိုလို့ရှိရင်ရလက်တွေလည်းတော့ကြောက်ကောင်းမနေတဲ့ကြားထဲက နျူကာဆယ်ကွင်းကိုသွားကစားရဖို့ဆိုတာကတော်တော်ကိုခက်ခဲတဲ့အနေအထားတစ်ခုပါစပါးရဲ့လက်ရှိပရီးမီးယားလိပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင်စပါးဟာပွဲစဉ်ရာဗာလက်ဒီ7နှစ်နေရာမှာကျွန်တော်ရက်တည်နေတယ်ပေါ့အဆင့်7နှစ်မှာ7ပွဲကစားပြီးတဲ့အနေအထားမှာသူတို့9ပွဲနိုင်ထားတယ်၃ဘွဲတည်ကြပြီးတော့၅ဘွဲရှုံနေထားပါတယ်။တိုက်စေက၂၁ကူရထားပြီးမြဲခန်စေက၁၆ကူပြန်ပေးထားရပြီးတော့ ပရီးမီးယားလိနောက်ဆုံးသူတို့ကစားခဲ့တဲ့၅ပွဲကိုကျွန်တော်ကြည့်ရင် စပါးဟာတပွဲပဲအနိုင်ရဖားတယ်အနိုင်ရထားတယ်ပေါ့နော်၃ပွဲတိရှုံးနေထားပြီးတော့တပွဲတည်ကြထားတယ်ဆိုတော့အခြေအနေတွေကကောင်းမနေပါဘူးအဲတစ်ဖက်ကနျူကာဆယ်ကိုကျွန်တော်တို့ကြည့်တော့လေအဲ့လောက်ကြီးတိစပါးနဲ့ပေါ့နော်အခြေအနေကွာဟတဲ့အတင်းတင်းတော့မဟုတ်ဘူးဒါပေမဲ့လို့သူတို့ကကျတော့ဒီနောက်ပိုင်းမှာပြန်ပြီးတော့အဆင်ပြေလာတဲ့နေရာမှာပါတယ်ယာဒီဆာမှာတအားတိုင်ပက်တာယာဒီဆာမှာတအားတိုင်ပက်တယ် အပြီးချန်ပီယံစလိတွေမှာသူတို့ကရလက်ဒီတအားကောင်းပြီးတော့ပရီးမီးယားလိမှာဆိုရင်သူကအိမ်ဝင်းလောက်ပဲအဆင်ပြေသလိုရှိတာအဝေးကွင်းတွေဘာတွေမှာတိုင်ပယ်ရင်းနဲ့သူတို့လည်းပဲလက်ရှိမှာအရင်ကောင်းတဲ့အဆင်တွေမှာရှိမနေဘူးသို့တော်လည်းပဲနောက်ပိုင်းပွဲတွေမှာတော့ညူကာဆယ်ရဲ့ဘက်ကပိုပြီးတော့အဆင်ပြေလာပြီ ကာစီယာလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်စပါအောက်မှာယက်တည်နေတာဗောနော်အဆင့်73မှာအဲ73ပွဲကစားပြီးတဲ့အချိန်မှာသူတို့9ပွဲနိုင်3ပွဲတည်း9ပွဲရှုံးဆိုတော့ရက်လက်တိုက်စစ်က20နဲ့အဲ့တော့18ကိုကျွန်တော်ရပြီးတော့ခန်စစ်က16ကိုပြန်ပြီးထားရတယ်ပရီးမီးယားလိနောက်ဆုံးပွဲစဉ်9ပွဲမှာတည်ရေလုံးဝရှိမထားဘဲနဲ့3ပွဲနိုင်2ပွဲရှုံးဆိုတော့ရက်လက်မျိုးရထားတယ်အဲ့ဒီတည်းကနောက်ဆုံး2ပွဲကတော့အာကာစီယာကအနိုင်ယူပြထားတာဆိုတော့ဒီတလောကကျွန်တော်အနေနဲ့ပွဲချက်တွေလာမှာပါ တော့ပွဲကျက်နေတဲ့ဒီတိုင်းမျိုးမှာ injury ပြဿနာတွေကြုံနေရတဲ့ဆက်ပါအတွက်စိန်ခုံမှုတွေမြင့်လာအောင်ပဲကျွန်တော်တို့ပြကာဆယ်လိုအသင်းမျိုးရဲ့ကွင်းကိုသွားပြီးတော့ကစားရဖို့ကမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာဒီစပားကိုကျွန်တော်အရင်ဆုံးကြည့်ရင်စပားဟာလက်ရှိနောက်တန်းမှာတအားကိုပြောစရာတွေဖြစ်နေတာဖူလမ်နဲ့ပွဲမှာလည်းပွဲထွက်လူချင်းမှာရိုမဲရိုတို့ဘာလို့မပါခဲ့ဘူး6မိနစ်အတောတွင်မှာဒူးစီလောက်ထိတော့ရှုံးနေနေတယ်ဆိုတဲ့ဒီထက်မှုတွေကျွန်တော်တွေ့နေရတယ်ဘလူးမန့်ကိုအာရဂျီနဲ့ဆရာတွေမဟုတ်ဘူးပေါ့ကစားမားတွေကမှားတာတွေကို နော်တိုက်စစ်ဆင်ကစားတဲ့ပုံစံကပြင်းစရာကောင်းတာတွေကိုလိုအပ်ချက်တွေကျွန်တော်အများကြီးနေပါလိုအပ်ချက်တွေအများကြီးနေသူတို့တိုင်ပတ်နေတာပါအဲ့တော့ကျွန်တော်လက်ရှိမှာဒီကာဆယ်ကွင်းဆိုပိုဆိုးသေးတယ်ပေါ့နယူကာဆယ်ကဒီယာဒီမှာဆိုလို့ရှိရင်သူတို့ကအိမ်ကွင်းဆိုအရင်စိတ်ချရတဲ့အသင်းတွေမှာပါတယ်ကောင်းပါတယ်ဆိုတဲ့အသင်းတွေကိုတော့မှသူတို့အိမ်ကွင်းဆိုလို့ရှိရင်ကောင်းကောင်းဒုက္ခပေးနေတယ်ပေါ့နော်အခုဆိုရင်ဟာဗီဘန်စတို့ကဂိုးတွေတောက်လျှောက်ပြန်သွင်းနေတာဆိုတော့ဒါအပြင်တိုက်စစ်ကနီကိုရောတာမာရာတို့ကလည်းအရင်ကောင်းတဲ့ performance တွေပြန်ပြနေပြီးတော့ twin ဂိုးတွေ twin နေပြီ နော်ကျွန်တော် open play ကနေလည်းဂိုးတွေတွင်းနေတယ် set piece တွေကနေလည်းဂိုးတွေကျွန်တော်တွင်းနေတယ်ဆိုတော့လက်ရှိ newcastle ရဲ့ form ကအမြင့်ဆုံးအနေထားမှာရှိနေတယ်လို့ပြောလို့ရတယ် Champions League မှာလည်းသူတို့ကအတိုင်းအတာတစ်ခုတည်းအဆင်ပြေတဲ့တယ်မှာကျွန်တော်ပါတယ်။အဲ့ဒီတော့ Newcastle ရဲ့ကွင်းမှာစပါအတွက်အမြင့်ဆုံးမှန်းနိုင်တာကြီးတည်ရည်ပဲလို့ကျွန်တော်ထင်တယ်။ဆိုတော့ Castle ကတော့ဒီခန်းစစ်မှာလည်းပို့ပြီးတော့ကောင်းတဲ့ခန်းစစ်ကိုပိုင်ထားတယ်เนาะဒီလက်ရှိစပါနဲ့ရှင်ရင်ကွင်းလယ်မှာလည်းသူတို့ကပို့ပြီးတော့ balance ညီတဲ့ကွင်းလယ်တိုက်စစ်မှာလည်း အင်မတန်ကိုကောင်တာအထက်တီမှာဆိုလို့ရှိရင်လည်းအရင်မြင်နေပေါ့နော်အမြင်ဘောတွေပါလေအသုံးချပြီးတော့လေကစားတယ်စပါအတွတ်တော့တော်တော်ကိုမလွယ်တဲ့အနေအထားမျိုးပါစပါရဲ့တိုက်စီကိုကျွန်တော်ကြည့်ရင် twin ကိုအရေးအတွက်ရကျွန်တော်ကြည့်ရင်တော့ဗောနော်ဒါတော်တော်လေးကိုကောင်းထားတယ်ပေါ့ဗျာတော်တော်လေးပဲသူတို့ကစားတဲ့ပုံစံကိုကျွန်တော်ကြည့်ရင်တော်တော်ကိုပြင်းစရာကောင်းပါတယ်စပါတင်ရဲ့ပြည်သက်တွေတော့မှဆိုရှယ်မီဒီယာမှာနီးပြ Thomas Frank နဲ့ပတ်သက်လို့ရှိရင်လို့ပြောမယ်လုံးဝမကျင်တဲ့တော့ဘူးပေါ့မကျင်တဲ့တော့ဆိုတော့သူလက်ရှိပုံဖော်ထားတဲ့စပါးတင်ရဲ့တိုက်စစ်ကစားပုံကတော်တော်ကြီးကိုပြင်းစရာကောင်းနေတာ ပိုစတီကိုဂလူးတဲ့အလုံးကတော့ဘောနော်အရန်ကိုအန်ဒရင်းဖြစ်တဲ့ကစားဟန်ဒီသူတို့တွေးခဲ့ရပြီးတော့လက်ရှိသောမတ်စရန်လက်အောက်မှာဆန့်ကျင်ဘက်တွေဖြစ်နေတော့သူတို့အနေနဲ့ဘလုံးမန်းကိုအဆင်မပြေဘူးသောမတ်စရန်ကိုယ်တိုင်ကလည်းစပါးလိုအသင်းမျိုးကိုရောက်လီနေအနေထိုင်မှုမှာ defense ကိုပဲသူကအရန်အားသာတဲ့ချင်းကဲမှုပုံစံကြီးနဲ့တွားနေတာဒါကိုစပါးပရိသတ်တွေကမလူချင်ဘူးဗျာဆိုတော့အလုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ပရိသတ်တွေလူချင်ချင်းမလူချင်ချင်းလက်ခံလို့ရသေးတယ်အဲ့မဲ့နောက်ပိုင်းပွဲတွေမှာတအားကိုတိုင်ပက်နေပြီးတော့အလုံးမဖြစ်တော့ဘူး ဟိုဘေးဒက်ပလေးနေမှာလည်းအဆင်မပြေဘူးတိုက်စစ်စင်ကစားတဲ့ပုံစံဒီမှာလည်းပြင်းစရာကောင်းလာပြီဆိုတော့တော်တော်လေးကိုသောမန်စထရန်အတွက်ကဝေဖန်မှုတွေရင်ဆိုင်နေရတာပါဆိုတော့နောက်ပိုင်းအချိန်ဒီဒီရဆိုလို့ရှိရင်ပဲသူတို့နျူကာဆယ်ကိုရှင်းတယ်ဖို့ကတော်တော်ကိုခက်ခဲတာဒါကြောင့်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်ကာဆယ်ကွင်းမှာစပါတို့အာတရီတမက်ယူနိုက်တက်ဆိုရင်တော့မှပျော်ရမယ့်နေထိုင်မှုလို့ကျွန်တော်ထင်တယ်နျူကာဆယ်အတွက်ကတော့ဒီလိုပွဲဒီနဲ့တွေ့တော့ဒီလိုအသင်းဒီနဲ့တွေ့တော့မှ အနိုင်သုံးမဲ့ယူပြထားနိုင်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကာဆယ်ဘက်ကအချိန်ကြီးကောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်စပားအနေနဲ့နောက်ထပ်ဝီဖန်စီယာ performance မြင်ထက်ပြီးတော့မြင်ရအောင်မလားပေါ့ညီတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တူများကြီးကျွန်မလေး